မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တာချီလိုင်းမြို့မှာပြုတ်လုံမဲ့နဂါးနကောင်ဆရာတော်ရဲ့ဇပနခန္ဓာကိုအချမ်းဖတ်မင်းအောင်လိုင်းတက်မှာဖြစ်ပေမဲ့ဒရုန်းနဲ့ဘုံကျဲမှာကိုစိုးရိမ်ပြီးလုံခြုံရေးအထူးတင်းကျပ်ထားသူမင်းအောင်လိုင်းရဲ့လုံခြုံရေးအတွက်လျှို့ဝှက်အထူးအစီအစဉ်တွေကိုပါရန်ကုန်ခေတ္တကရရှိထားပါတယ်။ ကချင်ပြည်နယ်ဗမော်မန္တလေးလမ်းမကအကြံဖတ်စစ်ကောင်စီရဲ့ဟန်တက်တက်စကန်ကို KAI နဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲတပ်မှန်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်တာချီလိုင်းမြို့မှာပြုလုပ်မဲ့နဂါးနကောင်စီရတော်ရဲ့ဇာပနအခမ်းအနားကိုအကြံဖတ်မင်းအွန်လိုင်းတက်မှာဖြစ်ပေမဲ့ဒရုန်းနဲ့ဘုံကျဲမှာကိုစိုးရင်ပြီးလုံကြုံရေးအထုတင်းကျပ်ထားသလို့ မင်းအွန်လိုင်းရဲ့လုံခြုံရေးအတွက်လျှို့ဝှက်အထူးအစီအစဉ်တွေကိုပါရန်ကုန်ခေတ်တက်ကရရှိထားပါတယ်။ဧပြီလ၄ရက်နေ့ဖြစ်တဲ့မနေ့ကနေပြည်တော်မှာ drone နဲ့ပုံကျဲခံရပြီးတဲ့နောက်ညနေပိုင်းမှာပဲတာချီလိတ်နဲ့ကျိုင်းတုံဘတ်မှာအကြက်ဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းလာရောက်မဲ့ခရီးစဉ်အတွက်လုံခြုံရေးတွေအထူးတင်းကျပ်ထားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်။ဒါပြင်အကြံဖတ်မင်းအွန်လိုင်းရောက်လာမဲ့နေရာနဲ့15မိုင်ပတ်လေကိုပါမြန်မြန်ရှင်းလင်းရေးနဲ့လုံခြုံရေးတင်းကျပ်မှုတွေလှုပ်ဆောင်နေတဲ့အပြင် အဲ့ဒီလို55မိုင်ပတ်လည်အထိလုံခြုံရေးယူရတာဟာတော်လိုင်းရေးတက်တွေ drone နဲ့ဘုံလာကျဲမာကိုစိုးရိမ်နေတာဖြစ်တယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်အခုကလက်ရှိနေပြည်တော်မှာပူပူနွဲ့နွဲ့ drone နဲ့တိုက်ခိုက်ခံထားရတော့အရင်ကဆိုသူရှိတဲ့နေရာလောက်သာလုံခြုံရေးယူတာဖြစ်ပြီးအခုက drone လွတ်တင်နိုင်မဲ့55မိုင်ပတ်လည်လောက်အထိကိုလုံခြုံရေးယူခိုင်းထားတဲ့အပြင်တာချီလေးလေစိတ်မှာပါလုံခြုံရေးတင်းကျပ်ထားပြန်တယ်လို့စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်ဒါအပြင် ရန်ကုန်ခေတ်ကနေအကျန်းဖက်မင်းအွန်လိုင်းအတွက်တာချီလိုက်မှလျှို့ဝှက် လုံခြုံရေးပြင်ဆင်ထားမှုအစီအစဉ်တွေကိုပါရရှိထားပါတယ်ခင်ဗျတဖက်မှာတော့ကချင်ပြည်နယ်ဗမော်မန္တလေးလမ်းမိုင်းကအကျန်းဖက်စစ်ကောင်စီရဲ့ဟန်တက်တက်စကန်ကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲတက်မှန်သိမ့်ပိုက်လိုက်ပြီးလို့ KIA စစ်ရေးတရင်ရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီကနေ့ဧပြီလ9ရက်နေ့မနက်ပိုင်းမှာပဲကချင်ပြည်နယ်ဗမော်မန္တလေးလမ်းမိုင်းကဟန်တက်ရွာအခြေစိုက် ဂျပန်စစ်ကောင်စီတပ်စခန်းကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါလေအဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းဂျပန်စစ်ကောင်စီတပ်သားတွေဟာတက်ပြက်ပြီးဂဇင်ကလေးရခြေဥတဲ့ရထွက်ပြေးသွားကြတယ်လို့လေ KIA စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့ကချင်ပြည်နယ်မှာစတင်လိုက်တဲ့ထိုးစစ်တွေအတွင်း KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း60ကျော်ကိုသိမ်းပိုက်ရရှိထားပြီး တရုတ်မြန်မာနယ်စပ်ကလွယ်ကျဲမြို့ကိုပါအလုံးစုံထိမ့်ချုပ်ထားလိုက်ပြီဖြစ်တယ်လို့နောက်ထပ်ကြံနေသေးတဲ့အကြမ်းဖက်စစ်တပ်စခန်းတွေကိုပါတောက်လျှောက်တိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာလည်းမကွေးတိုင်းကစလင်းမြို့နယ်မှာစစ်မှုထမ်းဖို့လူငယ်တွေကိုအတင်းအကျပ်လိုက်လံစုဆောင်းနေတဲ့ဆယ်ရွာပိုင်အုပ်ချုပ်ရေးမှူးအောင်ထိတ်ဆိုးဆိုသူပြည့်ခတ်ရှင်းလင်းခံရပြီးတေသွားပြီလို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ် ဧပြီလ3ရက်နေ့ည7:00နာရီလောက်ကမကြီးပြားကျေးရွာအုပ်စုဆယ်ရွာပိုင်အုပ်ချုပ်ရေးမှုအောင်ထေးဆိုးဆိုသူကိုတော်လိုင်းရဲဘော်တွေကနေတွားရောက်ဖမ်းဆီးတဲ့အချိန်အုပ်ကြီးကထွက်ပြေးဖို့လုပ်တဲ့အတွက်ပြည့်ခတ်ရှင်းလင်းရမှာနေရာမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီအုပ်ချုပ်ရေးမှုအောင်ထေးဆိုးဆိုသူဟာအကြမ်းဖက်စစ်တပ်အတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်လိုက်လံစုဆောင်းနေတဲ့သူဖြစ်ပြီး ခြေရွာတဲ့ကလူငယ်သုံးဦးကိုလည်းမတရားချင်းချောက်ပြီးတော့စစ်မှုထမ်းဖို့စစ်တပ်လက်ထက်အပ်လိုက်တဲ့သူဖြစ်တယ်လို့အခုတော့သေပြီလို့စလင်းမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။နောက်ထပ်ကြံနေသေးတဲ့စလင်းမြို့နယ်ကအုတ်ချုပ်ရေးမှုတွေအနေနဲ့လည်းအကြမ်းဖက်စစ်တပ်တွေလူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်ဖိအားပေးနေတာတွေကိုရက်တန်းကမရက်ရင်တော့အုတ်ချုပ်ရေးမှုတွေရဲ့စည်ရင်တွေရထားပြီးပြီဖြစ်တဲ့အတွက်ပြက်ပြက်သားသားအရေးယူရှင်းလင်းသွားမှာဖြစ်တယ်လို့လည်း စလင်းမြုံနယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဒီတခါမကွေးတိုင်းကထီလင်းမြုံနယ်ဘက်မှာလဲထလင်းရွာတောင်ဘက်မှာရိတ်ခါရှာဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေကြပြတ်တိုက်ခိုက်ရမှာစေကောင်စီတပ်သား၄ဦးသေသွားပြန်ပြီလို့ YRA ထီလင်းတပ်ဖွဲ့ရဲ့တခင်ဇော်ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဧပြီ3ရက်နေ့ကပဲ ထီလင်းမျိုးကနေထလင်းကျေးရွာဘက်ကိုရိတ်ခါရှာဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေဖြတ်အားပြင်းမိုင်းဝင်နဲ့ကြပြက်ပောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်မိုင်းဝင်နဲ့ဝင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေတဲကစေသား၄ဦးကတော့အသီးသီးသွေကုန်ကြတဲ့အပြင်၅ဦးထက်မနည်းဒဏ်ရာတွေရသွားကြပြီတဲ့နော်။သေသွားတယ်သူတို့စေသားမသားလောင်းတွေရောဒဏ်ရာရတဲ့သူတွေကိုပါကားနဲ့လာတဲ့သွားကြတယ်လို့ YRA ထိလင်းတပ်ဖွဲ့ရဲ့တခင်ဇော်ကပြောထားပါတယ်ခင်ဗျအခုတခါစကိုင်းတိုင်းဘက်မှာလေမုံရွာမြို့ပေါ်က new day season ဘေးမှာတဆွဲထားတဲ့ပြူ sorty gate ကိုတော်လန်ရဲတပ်တွေကနေမြို့ပေါ်မှာပဲအနီးကပ်ကိုဝင်ရောက်ပစ်ခတ်ရမှာပြူ sorty နှစ်ဦးသေသွားပြန်တယ်လို့မုံရွာနတ်ဆိုးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်မတ်လ29ရက်နေ့မနက်ပိုင်းက မုံရွာမြို့ကာကြီးခွင်အနီးမှာရှိတဲ့ New Day Season Bay မှာတက်ဆွဲထားတဲ့ပြူစော့တီ gate ကိုဒေါ်လာရင်တက်တွေကနေမြို့ပေါ်မှာပဲအနီးကပ်ကိုတွားရောက်ပြစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီမှာပြူစော့တီနှစ်ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေးကုန်ကြတဲ့အပြင်နောက်ထပ်နှစ်ဦးကဒဏ်ရာရသွားတယ်လို့မုံရွာနဆိုးအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ဖျားပုံအကျဉ်ထောင်ကနိုင်ငံရေးအကျဉ်းသား၁၁ဦးလောက်ကိုအကျန်းဖတ်စစ်တပ်ကထောင်ပြောင်းရွှေ့မယ်ဆိုပြီးအင်စီကားတွေနဲ့ခေါ်ထုတ်သွားတဲ့အတွက်လမ်းမှာအကြောင်းမဲ့တပ်ဖြတ်လိုက်မှာကိုမိသားစုဝင်တွေကစိုးရိမ်နေကြတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီကနေ့ဧပြီလ9ရက်နေ့မနက်10:00နာရီလောက်ကပဲဖျားပုံအကျဉ်းထောင်ကနေနိုင်ငံရေးအကျဉ်းသား၁၁ဦးလောက်ကိုအင်းစိန်ချင်းထောင်နဲ့တရားဝတီထောင်တွေကိုပြောင်းရွှေ့မယ်ဆိုပြီး စစ်တပ်ရဲနဲ့အချင်းဥစည်းဝန်ထမ်းတွေကအိမ်စီကားတွေနဲ့ခေါ်ထုတ်သွားတယ်ဆိုပါလေလက်တလောစုံစမ်းမှုတွေရနိုင်ငံရေးကျင်းသားဥယျာဉ်မျိုးထွတ်ကိုပညာအောင်ကိုမင်းမောင်ကိုဝေရန်ဥတို့ပာသွားတယ်လို့လည်းသိရပြီလက်ရှိမှာအချင်းသားတွေရဲ့မိသားစုတွေဟာစစ်တပ်ကအကြောင်းပြချက်ပေးပြီးလမ်းမှာတပ်ဖြတ်လိုက်မှာကိုစိုးရိမ်နေကြတယ်လို့လည်းကိုတိုက်ထွန်းဦးကပြောထားပါလေခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ We'll be right back.